အားလုံးပဲမင်္ဂလာပါရှင်တပ်ပုံလှလှလေးရိုက်ဖို့အတွက် iPhone ထဲမှာဘယ်လို setting မျိုးတွေချိန်ရမလဲဆိုတာအခုမောပြပြမှာဖြစ်ပါတယ်အရင်ဥဆုံး setting ထဲကိုအရင်ဝင်လိုက်ရမှာဖြစ်ပါတယ် setting ထဲက dsets မှာ photo လေးကိုရိုက်ချရမှာဖြစ်ပါတယ် photo ရှာပြီးလို့ရှိရင်တော့ photo ထဲကဒီအလယ်လောက်နားမှာ U4 HDR လေးရှိမယ်เนาะဒါလေးကိုပိတ်ထားရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ပြန်ထွက်လိုက်မယ်เนาะ setting ထဲကိုပြန်ဝင်မယ် setting ထဲကဒီကင်မရာလေးကိုဝင်လိုက်မယ်ကင်မရာရဲ့အောက်မှာဆိုရင်တော့ဒီ composition ရဲ့အောက်မှာဆိုရင်တော့ grid လေးရှိမယ်เนาะ grid လေးဖွင့်ထားမယ်ဆိုရင်တော့တက်ပုံရိုက်တဲ့ခါကျရင်တော့စောင်းစောင်းလေးမဖြစ်တော့ပါဘူးဒီ grid လည်းဖွင့်ထားမယ်ဆိုရင်တော့တက်ပုံရိုက်လို့ရှိရင်တော့စောင်းနေသေးတယ်ဆိုရင်ဒီ level လေးကိုဖွင့်ထားလိုက်ပါเนาะအရှိတ်ကင်မရာလေးနဲ့တက်ပုံရိုက်ရတဲ့သဘောကြတယ်ဆိုရင်တော့ဒီ mirror front camera လေးကိုဖွင့်ထားမယ်ဆိုရင်တက်ပုံရိုက်တဲ့ခါကျရင်တော့ ဒီကင်မရာထဲမှာမြင်တဲ့အတိုင်းဖိုတိုလေးတွေထွက်လာမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ function လေးဖွင့်ထားမယ်ဆိုရင်တော့တက်ပုံအပုံတရားရိုက်မယ်ဆိုရင်တော့မှဆက်မဟန်ပဲနဲ့ကောင်းကောင်းရိုက်လို့ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ဒီ land correction ကိုဖွင့်ထားမယ်ဆိုရင်တော့အပြင်ထွက်ပြီးတက်ပုံရိုက်တဲ့ခါကျရင်တော့ထွက်ဖို့ပြန်မှာဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့ iPhone ကင်မရာရဲ့ပုံမှန် setting ကနေပုံမကောင်းမွန်တဲ့တက်ပုံလေးရဖို့အတွက် setting change လေးပဲဖြစ်ပါတယ်ရှင်ကြည့်ကြည့်ပေးလို့တော့ကျေးဇူးများကြီးတင်ပါတယ်ညီမတို့မောပါရှင်